မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 22ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့စစ်ခွေးတပ်ရဲ့အမှတ်73တပ်မတော်တန်းမြင့်လေးကျင်ရေးတန်းတန်းချောင်းကို short တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်စ်လ20ရက်နေ့နေ့လယ်12နာရီလောက်မှာတပိတ်ချင်း9မိုင်မှာရှိတဲ့အကြံဖတ်စိတ်ခွေးတိုက်ရဲ့အမှတ်73တက်မတော်တမ်းမြင့်လေးကျင်ရေးကြောင်းတတ်တက်က73ကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့တော်လိုင်းတပ်ဖွဲ့များက short တိုက်ဒုံ10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွဲမှာ short တိုက်ဒုံ6လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့အကြံဖတ်စိတ်ခွေးဘက်ကထိခိုက်သိမ်းဆုံးမှုနဲ့ပျက်စီးမှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗါး အဲ့ဒီတပ်တက်က73ဟာမန္တလေးတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာရှိတယ်။စစ်တီများကတက်စိတ်တက်စုတက်ခွဲများကိုဥဆောင်ပြီးတော့တိုက်ပွဲဝင်နိုင်စေဖို့အတွက်တင်ကြားပေးနေတယ်။အရေးပါတဲ့တိုက်ခိုက်ရေးတင်နန်းကြောင်းဖြစ်ပြီးတော့တပိတ်ချင်းနဲ့မိုးကုတ်ကိုထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့တက်အထိုင်စခန်းဖြစ်တဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့ Brave Warriors ပေါ်မြန်မာကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။တော်လိုင်းစစ်မြန်နာပုံမှုပြီးတော့ပြင်းထန်လာတဲ့အချိန်မှာ BWM နဲ့မဟာမိတ်အဖွဲ့တို့ဟာတရားမဝင်အဖွဲ့အစည်းဖြစ်တဲ့ အကြံဖတ်ဆစ်ရှုံးကောင်းစီကဥဆောင်ကျင်းပမယ်တရားမဝင်ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းနဲ့ရွေးဥတော်လိုင်းရဲ့အမြန်ဆုံးအောင်မြင်နိုင်ရန်ပြည်သူလူထုဟာလည်းတရားမဝင်ရွေးကောက်ပွဲကိုအနုနီးနဲ့အဖက်ဖက်ကနေပြီးတော့ဆန့်ကျင်ကြရန် BWM အဖွဲ့ကတိုက်တွန်းထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်မှုနဲ့ Shadow အညာ No More Dictatorship NMD PDF နဲ့ Infinity အညာအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နဲ့နယ်မြေကန်တော်လိုင်းတပ်ဖွဲ့များကလည်းပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KYN အမျိုးသားအစည်းအရုံး KNU ဗိဒဝဲခရိုင်ဒဝဲမြို့ကနေမြစ်တာမြို့ကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းအားဩဂတ်စ်လ16ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရာစစ်သား3ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့အယောက်20ကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU ဘိတ်တော်ဝဲခရိုင်တမဟာလေးနယ်မြေအတွင်းဖြစ်ပွားမှုကိုကရင်ဘာသာနဲ့ထုတ်ပြန်ထားပြီးတော့တိုက်ပွဲဖြစ်စဉ်ထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့ဘရိုစောအေနာကရှင်းပြထားပါတယ်။ဝါကုန်းကိုမရောက်ခင်လမ်းသုံးတဲ့တနေရာနဲ့သင်္ကန်းတုံးတနေရာအဲ့ဒီမှာကျွန်တော်တို့တွေတိုက်ခိုက်လို့စစ်ကောင်စီရဲ့ကားရှက်စီးပျက်စီးသွားတယ်။နှစ်စီးကိုတော့ကျွန်တော်တို့တွေမီးရှို့ပြီးပျက်စီးတွေကိုသိမ်းလိုက်တယ်။စစ်ကောင်စီကခံမှန်းအယောက်20ကျော်သေးတယ်။ဖမ်းမိတာက3ယောက်အရှင်ဖမ်းမိတယ်။လက်နက်ခဲယမ်းတချို့ကိုရရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့စစ်ကြောင်းကဒဝဲကနေပြီးတော့မြစ်တာမြို့ကိုဥတီနေတယ်လို့ဗရိုစောရဲနာကရှင်းပြထားပါဗျ။စစ်ကောင်စီတပ်ဟာ KNL တပ်မဟာ၄နယ်မြေအတွင်းစီရေးလှုပ်ရှားမှုများပုံမုံပြုတ်လုလာတဲ့အတွက် KNL နဲ့မဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်လျက်ရှိရာဒဝဲပလောတနင်္သာရီစတဲ့မြို့နယ်များမှာတိုက်ပွဲများဖြစ်ပွားနေတယ်လို့ပြောပါဗျ။ ်ဩဂတ်စ်လ9ရက်နေ့ကလည်းတနင်္သာရီမြို့နယ်တိန်ခွန်းရွာနယ်ခြောက်နောက်ပေါက်ကျေးရွာကြားမှာမောရောင်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်ကိုရိတ်ခါလက်နက်ခဲရန်လာရောက်ထောက်ပို့တဲ့ထောက်ပို့ရင်းနှံအား KNL ကတိုက်ခိုက်ခဲ့ရာထောက်ပို့ရင်းနှစ်စီးပြစီးသွားပြီးတော့စစ်ခွေးများထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်မှာအရက်ဝင်းနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့တက်ချက်ကြီးကျော်မြင့်အတွင်ကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေခုခံထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ16ရက်နေ့မနက်10:00နာရီကမှပောက်ခေါင်းမြို့နယ်အတွင်အရက်ဝင်းနဲ့စေကူတရံအယောင်ဆောင်ပြီးတော့တော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများနဲ့ထောက်ပို့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့အမတ်သုံးစုဆောင်ရေးတပ်ကတက်ချက်ကြီးကျော်မြင့်အတွင်ကိုတော်လိုင်းတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးပြီးတဲ့နောက်စစ်ဆေးမှုများကိုပြုလုပ်နေတဲ့အချိန်စုဆောင်ရေးတပ်မှလက်ရှိအချိန်ထိတာဝန်ထမ်းဆောင်နေတယ်ဆိုတာကိုသိခဲ့ရပါဗျ။စစ်သားအသစ်များကိုစုဆောင်ပေးခြင်းပြူစောတိများနဲ့ပူးပေါင်းပြီးတော့ပြည်သူများကိုဒုက္ခအမျိုးမျိုးပေးခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်တော်လိုင်းတပ်ဖွဲ့များကတက်ချက်ကြီးကြုံမြင့်တွင်ကိုတပ်စခန်းကိုဖမ်းဆီးသွားရန်ပြုလုပ်တဲ့အချိန်ပြန်လည်ခုခံပြီးတော့ထွက်ပြေးသွားတဲ့အတွက်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာ ေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။သတင်းထောက်လန်းဖို့ဆိုပြီးတော့လာရင်းနဲ့မိတာပါ။မှတ်ပုံတင်အမျိုးမျိုးနဲ့ဖုန်းစင်းကတ်ရဲ့ဆိုင်ကယ်လိုင်စင်စာအုပ်ကအများကြီးပါ။ဝန်ထမ်းကတ်တွေလည်းပါပါတယ်။စစ်စင်းနေရင်းနဲ့ကျွန်တော်တို့ရဲဘော်တွေကိုခုခံပြီးတော့ထွက်ပြေးလို့ပြစ်ခတ်ရှင်းလင်းလိုက်ရတာတနက်တော့ပါမလာဘူး။ဈေးကူတဲ့ဆရာရောင်ဆောင်ပြီးတော့လာတာပါ။စစ်ခွေးထောက်တိုင်တွေရောစစ်ခွေးတွေရောပြေးစရာနေမြေမရှိတော့ဘူး။ ကိုအသိစိတ်တဲ့နဲ့ကိုအလင်းဝင်ရင်တော့အသက်ချမ်းသာရရမယ်လို့ပြောကြင်ပါတယ်လို့ရွှေတောင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးရန်ငင်းဆန်ခဲ့တဲ့ ခလာယာနှစ်ခွန်တစ်ကတိုက်ရဲမှုကိုစစ်ခွေးတပ်ကပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလအတွင်းမှာရေကြီးမြို့နယ်ဆက်ဆက်ရိုးကြီးရွာအနီးမှာခလာယာ29စစ်ကြောင်းကစစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗျ။အခုလိုစစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ခလာယာ29တိုက်ရဲမှုဗိုလ်ကြီးတအုပ်နဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးတို့တေဆုံးသွားပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြန်ဆုတ်ခဲ့ရတယ်လို့သိရပါဗျ။အ အခုလိုမျိုးခလိုက်ရ29တည်ရင်မှုနဲ့အရာရှိစစ်တီများတေဆုံးပြီးတဲ့နောက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကဒူတိုင်းမူရဲလင်းအောင်ကရေကြီးမြို့မှာနယ်မြေရှင်းလင်းရန်ပသိမ်အခြေဆိုင်ခလိုက်ရ21တည်ရင်မှုကိုထပ်မံပြီးတော့အမိန့်ပေးခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ခလိုက်ရ21တည်ရင်မှုက အောက်ခြေကရဲဘော်များစစ်ပန်းနေတယ်ဆိုပြီးတော့ရှေ့တန်းထွက်ရညင်းဆိုခဲ့တယ်လို့ပြောပါတယ်ခလိုက်ရ2ခွန်တက်တိုင်ရင်မှုကရှေ့တန်းထွက်ရညင်းဆန်ခဲ့တဲ့အတော့ အမိတ်မနာခံဘူးဆိုပြီးတော့ဗျူဟာမူဘုံမူကြီးလွင်ထူးမောင်နဲ့ဘုံမူကြီးဇေယမောင်တို့က၎င်းကိုဆဲဆိုချိန်မောင်းခဲ့တယ်လို့သိရပါဗျ။အခုလိုဆဲဆိုချိန်မောင်းခဲ့တဲ့အတွက်ခလာရနှစ်ခွန်းတက်တိုင်ရဲမှုက၎င်းတို့ကိုပြန်လှည့်ပြီးတော့တုံ့ပြန်ရန်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်စစ်တပ်ကခလာရနှစ်ခွန်းတက်တိုင်ရဲမှုကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူရဲလင်းအောင်ကိုတိုင်ဖမ်းဆီးပြီးတော့ အမတ၃လေးလေးရေကြီးတက်မှာဖမ်းဆီးထိန်ထိန်ထားတယ်လို့ပြောပါရယ်လစ်လက်သွားတယ်ခလာရနှစ်ခွန်တစ်တိုင်ရင်မှုရဲ့နေရာမှာခလာရနှစ်ခွန်တစ်ဒုတက်ရင်မှုကြော်ဝင်းထုတ်ကိုအစားထုတ်ခန့်လိုက်တယ်လို့သိရပါရယ်ဗျူဟာမှုလွင်ထူးမောင်နဲ့ဇီယာမောင်တို့ကထိုးစစ်ဆင်မှုအတင်းဖိအားပေးစေလို့တော့ခလာရနှစ်ခွန်တစ်တိုင်ရင်မှုကသူ့ရဲ့ရဲဘော်တွေစစ်ပန်းနေပြီဆိုပြီးတော့ တွားဖို့ညင်းတာကနေအပြန်အလှန်စကားများရန်ဖြစ်ပြီးတော့အတင်းလွတ်တာအဲ့ဒါကိုတိုက်ရင်မှုကတိုက်ရင်တစ်ခုလုံးအလင်းဝင်ဖို့စီးယုံနေဆိုပြီးတော့အမတ်တ၃လေးလေးမှာဖမ်းထားတယ်လို့သိရပါတယ်တကယ်စီးယုံတာလားဗျူဟာမှုနှစ်ကောင်ကအကွက်ဆင်ပြီးတော့ဖမ်းခိုင်းတာလားဆိုတာကတော့မသိရသေးဘူးလို့အနောက်တောင်တိုင်းစစ်ဌာနချုပ်တက်တွင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဝါတပ်ဖွဲ့ UWSA ကကိုကန် MNDAA တန်းတီယနာလေးရှမ်း SSPP တို့ကိုတွေ့ဆုံပြီးတော့စစ်လက်နက်နဲ့ကရိယာငွေကြေးအကူအညီတွေကိုမပေးတော့ဘူးလို့ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ20ရက်နေ့မှာဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော့ UWSA က TNL, MNDAA နဲ့ SSPP တို့ကိုပန်ဆန်းမြုံမှာတွေ့ဆုံခဲ့ပြီးတော့ UWSA ရဲ့ စီရေးဆုံးဖြတ်ချက်အဖြစ်နဲ့မြည်သည့်လက်နက်နဲ့ကြိယာကိုမှပံ့ပိုးပြီးတော့မှမဟုတ်ပဲစီရေးအရာရွယ်ကူချောမွေ့စေရည်မြည်သည့်အဖွဲ့အစည်းကိုမစိုးမြည်သည့်အကြောင်းပြချက်နဲ့မှမြည်သည့်နေရာအချိန်မှဖြစ်စေငွေကြေးအကူအညီတွေကိုလည်းပေးတော့မှမဟုတ်ကြောင်းတွေးဆုံပြောကြားလိုက်ပါတယ် UWSA အနေနဲ့လက်ရှိအချိန်မှာအလွန်ဆိုးဝါးတဲ့အခြေအနေကိုရင်ဆိုင်နေရကြောင်းပြောကြားလိုက်ပါတယ်ဝပြည်နယ်ဟာမြည်သည့်လက်နက်နဲ့ကြိယာကိုမှ ပန်ပိုးပြီးတော့မှမဟုတ်ဘူးလို့ပြောကြလိုက်ပါတယ်စီရေးအရလွယ်ကူချောမွေစီရေသို့မဟုတ်မြည်သည့်အဖွဲ့အစည်းကိုမြည်သည့်အကြောင်းပြချက်အချိန်မရွေးမြည်သည့်နေရာမှာဖြစ်စီငွေချေးအကူအညီလဲပြီးတော့မှမဟုတ်ဘူးလို့ပြောကြလိုက်ပါတယ်လက်နက်နဲ့စက်ကရိယာများငွေချေးအကူအညီများသို့မဟုတ်အခြားထိုကဲ့သို့သောကိစ္စရပ်များကိုတောင်းဆိုခြင်းအပြင်ဝပြည်နယ်ကိုထပ်မံပြီးတော့နှောက်ယှက်ခြင်းကနေပြီးတော့ရှောင်ကြဉ်ကြရန်တိုက်တွန်းပြောဆိုလိုက်ပါတယ်အချမ်းမဆစ်ခွေးတက်က တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တိုင်းသာလက်နက်ကိုင်များအပေါ်ဖိအားမျိုးစုံပေးလျက်ရှိရာအခုနောက်ဆုံးမှာတော့ UWSA ရဲ့တွဲဆုံဆွေးနွေးပွဲနဲ့ကြီးညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်မှာအချမ်းဖတ်စိတ်ခွေးတက်ကထိန်တော်ရွာကအသက်80အရွယ်အဖွားအိုတဦးကိုအုပ်စုဖွဲ့မရင်းကျင်ပြီးတော့လေဘင်းညစ်တက်ဖြတ်ခဲ့ကပြည်သူ၄ဦးကိုလည်းမိရှို့တက်ဖြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ16ရက်နေ့မှာတန်းဆယ်မြို့နယ်ဘက်ကအကြမ်းဖက်စစ်ခွေးများနဲ့ပြူခွေးအင်အား200ကျော်ပါတဲ့စစ်ကြောင်းဟာကမ်းဘလူးမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ရွာတက်ရွာ၊ကန်ရိုးရွာ၊ကြေးပင်အပ်ရွာ၊တရတော်ရွာအင်္ဂါတောင်းရွာနဲ့မြဆိုင်ဖျားတော်တိုက်တို့ကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းဟာဩဂတ်လ16ရက်နေ့မှာထိန်တော်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်ကအသက်80ကျော်အရွယ်အဖွားအုပ်တအူးကိုအုပ်စုဖွဲ့မရင်းကျင့်ပြီးတော့လေပင်းညစ်တက်ခဲ့တယ်လို့သိရပါဗါးဒါအပြင်ရွာတက်ရွာကကိုစော်ဦး ရီးတွေးရွာကကိုဖိုးတယုံနဲ့ထိန်တော်ရွာကအမျိုးသားနှုတ်ကိုလည်းမိရှုတက်ဖြတ်သွားတယ်လို့သိရပါတယ်အဲ့ဒီစစ်ကြောင်းဟာကံဘလူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အချိန်ကစတင်ပြီးတော့ညောင်မောင်ရင်ကျေးရွာပကဖကဘိုးချစ်သူဘုံွေဦးမောင်ဦးဆောင်နဲ့တော်လိုင်းရဲဘော်များကဆက်လက်ပြီးတော့လိုက်လံတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ခွေးဘက်က6ဦးသေဆုံးကတော်လိုင်းရဲဘော်2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်စစ်ခွေးတွေကရွာ6ရွာကိုမိရှုဖျက်ဆီးသွားပါတယ်မရင်းကျင်းခံရတဲ့အဖွားအဟိုတော့လဲပင်းညစ်ပြီးတော့တတ်သွားတယ် ဂျန်တဲ့ပြည်သူ၄ဦးကိုလည်းမိရှို့တပ်ဖြတ်ခဲ့တယ်စစ်ခွေးတွေကကမ်ဘလူနေတဲ့ကိုစစ်ကြောင်းထုံးဝင်ရောက်လာကြတဲ့ကကျွန်တော်တို့တော်လိုင်းရဲဘော်တွေကလိုက်လံပြီးတော့တတ်ခိုက်ခဲ့တာစစ်ခွေး၆ကောင်တိတ်ပြီးတော့တော်လိုင်းရဲဘော်၂ဦးအသက်ပေးလူလိုက်ရပါတယ်လို့ဒေတာရင်းတော်လိုင်းသတင်းအရေးမြစ်ကအတိအပြုပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလက်ရှိအချိန်ထိကြေးရွာများမှာတပ်ဆွဲထားတဲ့အတော့တော်လိုင်းတပ်ဖွဲ့ဝင်များကိုလက်နက်ခဲယံထောက်ဖို့လှူဒန်းပေးကြပါရန်မြစ်တာရက်ခံပါတယ်လို့ဒေတာရင်းသတင်းအရင်းမြစ်ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းဆလင်းမြုံနယ်မှာရှိတဲ့တမန်းချင်းကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ19ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှဆလင်းမြုံနယ်မှာရှိတဲ့တမန်းချင်းကြီးရွာဘက်ကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ဘုံဒီနှလုံးကျဲချသွားတယ်လို့သိရပါဗျ။ ်ဂျမတ်စစ်တပ်ရဲ့လေချောင်းတက်ခတ်မှုအတွင်ပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရရှိကအသက်အန္တရာယ်ဆိုးရင်ရတယ်လို့သိရပါတယ်ပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရထားပါတယ်အသက်20ကျော်လောက်ရှိတယ်ထိခိုက်ဒဏ်ရာရတဲ့သူကတမန်းချင်းကြီးရွာကပါ ရွာဘေးကိုကြတာစေခွေးတွေကဘုံဒီနှလုံးချဲသွားတာပါလို့ပြည်သူညီနောင်ဇလင်းသတင်းတာဝန်ကကိုပြည်သူကပြောကြားထားပါတယ်အလားတူပဲသခိုင်းတိုင်းဘုဒ္ဓလင်းမြို့နယ်ညောင်ကန်ချေးရွာကိုလည်းအကြမ်းဖက်စစ်ခွေးတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဆက်တက်လေထီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ကြောင်းရွာစော်ကြီးတော်လန်အတန်ကတောင်းရှိသူကရှင်းပြထားပါဗျ။ဩဂတ်စ်လ20ရက်နေ့နေ့လယ်7:00နာရီလောက်မှာနမခကနေတက်လာတဲ့ဆက်တက်လေထီးဒစီဟာဘူးတလင်မြို့နယ်ညောင်ကန်ချေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ်ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူးနေအိမ်ပျက်စီးတာမျိုးလည်းမရှိပါဘူးလမ်းပေါ်ကိုကြောက်ရောက်ပောက်ကွဲသွားတာပါစစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်ခိုက်ခဲ့တာပါလို့ရွာစော်ကြီးတော်လန်အတန်ကတောင်းရှိသူကအတီးပြုတ်ပြောကြားထားပါတယ်အဲ့ဒီဆက်တက်လေးတီးဟာညောင်ကန်ရွာအတွင်းကိုလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်နေ့လယ်၁၂နာရီ၄၃မိနစ်ခန့်မှာနမခရဲကိုပြန်လဲဆင်းသက်သွားကြောင်းတရင်ရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ